ီဒီဘိတ်အစီအစဉ်ပြန်လည်စတင်တာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ဆင်းရဲမွေးတင်မှုပြဿနာကိုဆွေးနွေးတုံ့တက်ထိရှားကြတဲ့အခါမှာအခုဆွေးနွေးတင်ပြတာတွေတဲကအထူးပြုမိမောင်ထိုးပြဂျင်တာလေးတွေကိုကာတွန်းရေးဆွဲရေးသားတင်ပြမှာကတော့ကာတွန်းဆရာကိုစိုးဆန်ဝင်းဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံရဲ့စင်ရသားလူရန်စားကိုကိုစားပြုတဲ့အသင်းတွေအသင်းတွေအသင်းတွေရှိပါတယ်အဲ့ဒီအသင်းတွေကရောအာနဲချက်တွေ ရှိနေသလားဆိုတာဒီပြဿနာရဲ့အရင်းခံကဒါအလုံးလေးပြောတယ်နိုင်ငံရေးနဲ့စီးပွားရေးစနစ်တွေနှစ်ပေါင်းများစွာမှားယွင်းခဲ့တဲ့အတွက်ကြောင့်ဒီဆင်းရဲရင်းနဲ့သွားတဲ့ပြဿနာရဲ့အခြေခံပေါ့နော်ဒါအပြင်ကျွန်တော်တို့ကမဖြစ်မနေထည့်ပြောရမှာကကျွန်တော်တို့အဲ့ဒီနိုင်ငံရေးစနစ်မှားတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့ပြည်တွင်းစစ်ပေါ့နော်ဒီဟာလဲကျွန်တော်တို့ဆင်းရဲတဲ့ပြဿနာကိုကျွန်တော်တို့အထောက်အကူပြုတဲ့သဘောဖြစ်ပါတယ်နောက်တစ်ခုကဒီဟာလမ်းတွေတံတားတွေကျွန်တော်တို့ဒီလျှက်စစ်မီရရှိရေးတွေဒါဒီနေ့အထိ ဒါဒီပြဿနာတော်တော်ကြီးတယ်ကျွန်တော်တို့စီမှာစီဝါရေးကောင်းတော့မှဟလာပညာရေးတွေကျမ်းမာရေးတွေပါတီထောက်ယူရမှာဆိုတော့အခုကစီဝါရေးကလိမ့်ကြသွားတော့ကျွန်တော်တို့ကျန်တာဘာမှမဟုတ်ဘူးလုပ်လို့မရတော့ဘူးကျွန်တော်တို့အဲ့ဒီအကြောင်းကြောင့်ဆင်းရဲသွားတာပေါ့နော်အခုလိုခေပြောင်းစနစ်ပြောင်းတဲ့အချိန်မှာကျွန်တော်တို့ကဒီအဖွဲ့အစည်းဒီမဖြစ်မနေဖွဲ့ဖို့လိုအပ်တယ်ဖွဲ့တဲ့အဖွဲ့အစည်းတွေကလည်းအားကောင်းမောင်းတန်ဖြစ်မဲ့အဖွဲ့အစည်းတွေဖြစ်ဖို့လိုတယ်ဒီတီဆောင်ရေးဘက်ကပြုပြင်ပြောင်းလဲရေးဘက်ကကျွန်တော်တို့ကကူညီဖို့လိုတယ်ခင်ဗျဘတ်စစ်စစ်တွေကျွန်တော်တို့ဖြစ်နေတဲ့ စင်းပွဲတင်မှုကလွမြောက်အောင်ဆိုတဲ့ထက်မှာမဆုနေတို့တို့မကြမကြဟိုပြောမီဒီယာမှာပြောပြောနေရတဲ့အဲ့လေသိန်းရာသိန်းပြဿနာတွေလေယာဉ်ကြီးအငင်းပေါင်းပြဿနာတွေဖြေရှင်းနိုင်ရင်ဒီစင်းပွဲတင်မှုအတွက်ထောက်ကူဖြစ်နေတယ်အဲ့ဒီလေယာမြေတိမ်းထားတဲ့ဒီလေတိမ်းရာတိမ်းပြက်တနာတွေကကျွန်မတို့မြန်မာတနိုင်ငံလုံးမှာသာကြီးမားဆုံးပြက်တနာတွေဒါလေးပြည်လေသွားအောင်ဘသူဘသူတွေအေးအေးယူဆောင်ရွက်တဲ့လို့ယူဆတယ် အပြဿနာကိုဖြေရှင်းခြင်းနဲ့ဆိုရင်တော့ကျွန်မတို့2012ပေါ့เนาะဒီလေယာဉ်မြေဥပဒေနည်းဥပဒေရဒီသိသိထားတဲ့စီမံကိန်းတရမဖော်ဆောင်သေးရတယ်မဖော်မဖော်ဆောင်သေးဘဲနဲ့စီမံကိန်းပြတ်တယ်ပေါ့နော်သိသိထားတဲ့ပုံကူတွေကိုအေးအေးယူဆောင်ရွက်တင်နေရှင်လက်ရှိပေါ့နော်ပြန်ပေးတာရှိပါတယ်တပ်မတော်ကသိမ်းထားတာပြန်ပေးတာရှိပါတယ်ကုမ္ပဏီကနေပေးထားတာပြန်ပေးတာရှိပါတယ်ဒါပေမဲ့ဥပဒေရပေါ့နော်လုတ်ပိုင်ခွင့်မပေးပါတယ်ပိုင်ဆိုင်ခွင့်မပေးပါဘူးမှတ်ပုံတင်ခွင့်နေမရှိပါဘူးလူမျိုးအားနည်းချက်တွေရှိပါတယ် မြန်မာနိုင်ငံဆင်းရဲမွေးတိမ်မှုပြဿနာတဲပါကလေးတွေအဟာရမပြည့်ဝတာလို့နော်ကလေးတွေအဖွင့်ပြိုးတာလို့ဘလောက်စူးစူးပေါ်ပြအခြေအနေရှိတယ်လို့ပြောနိုင်တယ်ဒီအဟာရချို့တဲမှုကဘလောက်အခြေအနေရှိလဲဆိုတဲ့ဟာကိုကျွန်တော်တို့2009 2010တုန်းကကျွန်တော်တို့ဒီကျန်းမာရေးဝန်ကြီးဌာနနဲ့ UNICEF တို့ကနေပြီးတော့လုပ်ခဲ့တဲ့တနိုင်ငံလုံးအတိုင်းအတာဆာဗေးရဆိုလို့ရှိရင်အသင့်အတဲ့အဟာရချို့တဲတဲ့နှုန်းက9.9%ခန့်တုန်းမှရှိပြီးတော့ ကျွန်တော်တို့ရေရှည်အာဟာရချို့တင်တာ35ဒသမ1ရာခိုင်နှုန်းမှာရှိပါတယ်ဒီမှာခုနပြောသလိုပဲကျွန်တော်စင်းရဲမွေးတင်မှုလိုင်းနဲ့ရေရှည်အာဟာရချို့တင်မှုကလည်းဆက်ဆက်မှုတစ်ခုအနေနဲ့သွားပြီးတော့မှကျွန်တော်တွေ့ရပါတယ် good ခါလေ UNDP ကဒီ Mr Daniel Costa you yeah. like to mean so we should prioritize the long term solution rather no short term solution to the no voter uh no uh, happy we have to think in the in the what you can do in the long term and what you also can do in the in the short run oh. and i think this requires state policies not only government policies it's not the government the only responsible to do these right. things i think that civil society the entrepreneurs of the country oh. this country is also characterized by a very big regional heterogeneity you find that the poverty level is 26% according to the, the research that we did a, a couple of years ago, but you have region, regions where the poverty is almost double that number, yeah? So we have to think in a more comprehensive uh, strategy that requires infrastructure, that requires also skills development, that requires foreign investment, but also requires the mobilization of all the wealth that this country is generating. If you see the streets of Yangon, the streets of Mandalay, oh. you will see that inequality is increasing, fancy cars, beautiful watches, and all the things, uh, and, 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 expensive housing, and that obviously it's something that happens because there are not enough incentives for these people that is making good money, sometimes in the, in, on good faith and illegal activities, that they don't have enough incentive to invest inside the country. Thank you very much. အဲဒူဒီ UNDP ကဆရာဆွေးနွေးတော့တဲ့အချက်ပါလေ။ဒီနိုင်ငံအင်အားစုတွေနဲ့ဒီအစိုးရနဲ့တာဝန်ရှိသူတွေနဲ့အားလုံးပေါင်းပြီးတော့ comprehensive ဖြစ်မဲ့ long term strategy ဘယ်လိုပူးပေါင်းဆောင်ရမလို့အားနည်းနေတယ်လို့ဆိုနိုင်လားဆရာ။အဲအဲ့ဒါတော့ဟိုတော့သမရာကြီးရဲ့ဒါမင်္ဂလာချက်အရဆိုလို့ရှိရင်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးပူးပေါင်းပြီးတော့အတူလက်တွဲပြီးဆောင်ရွက်ကြမယ်လို့အဲ့လိုပြောတာလေသို့တော်လည်းဒါဒါကတော့ဟိုတကယ်လိုအပ်နေတဲ့အခြေအနေနဲ့တကယ်ပူးပေါင်းလာတဲ့ဟာနဲ့လုံနိုင်တဲ့ဟာနဲ့လိုအပ်နေတဲ့အနေနဲ့နည်းနည်းကွာခြားရင်ကွာခြားမှာပေါ့ဟုတ်ကဲ့ကောင်းတဲ့ငယ်ရောလက်သဘောတူလက်2017ပေါ့နော်အဲ့ဒီမှာဆင်းရဲမှုရှော့ချာရေးဖိုရမ်လုပ်ပါတယ်ဆိုတော့လုပ်ပြီးတဲ့အခါမှာတနိုင်ငံလုံးနဲ့ဆိုင်တဲ့မဟာဗျူဟာဆွဲပြီးဆက်ဆောင်ရွက်သွားမယ်ဒီနေ့နဲ့တိုင်းအစင်းစင်းမှာလည်းသူသက်ဆိုင်ရာဗျူဟာတွေဆွဲသွားမယ်ပြောတယ်ပေါ့ ဆိုတော့အဲ့တော့အခု2014မှာ၃နှစ်ကြာလာတဲ့ဒီဒီဘီဘာလေးကျွန်တော်တို့မတွေ့သူပြုသေးဘူးပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့ကျေးလက်ကဆင်းရဲတယ်ကျေးလက်ကိုအာယုံစိုက်ထားတာများတယ်မြို့ပြကိုလုံးဝအာယုံစိုက်ထားတာမရှိဘူးပေါ့အဲ့တော့ဖြစ်လာတာကအခုဒီနေ့ဒီတွန်တင်းမှာကျူးကျော်တွေတို့ဒါတွေပြဿနာတွေဒါမြို့ပြဆင်းရဲပြဿနာတွေပေါ့နော်နောက်တစ်ခုကကြတော့ဒီဆင်းရဲမှုပပျောက်ရေးရံပုံငွေတွေထုတ်ပေးတာရှိပါတယ်ဆိုတော့အဲ့ဒါရင်းနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ပြောတာတော့ targeting ပေါ့ဘယ်နေရာတွေကိုပြစ်မှတ်ထားပြီးပေးသေချာပေးပါလဲ ဆိုတော့အိမ်မှာအားနေတာရှိပါတယ်။ကျတော့ဒီလယ်သမားတောင်လယ်သမားသင်းအနေနဲ့ရောလယ်သမားအချမ်းမြင့်ကျွန်တော် rice ဒီစံစွားဆက်ယူတဲ့လယ်သမား5တန်းရှိတယ်။ဟုတ်လယ်သမားတယောက်မှာမိသားစု5ယောက်ပေါ့ဘာမှလူမျိုးက5ယောက်ရှိရဆိုတော့5မြောက်5ဆိုရင်35တန်းတော့လယ်သမား family ပါ။ဒါကျွန်တော်တို့ထုတ်လုပ်မှုကုန်ကြမ်းစည်းတွေတက်လာတဲ့အချိန်မှာထုတ်လုပ်မှုကုန်ကြမ်းစည်းကိုမကာမိဘူးဆိုရင်ဒီလယ်သမားမိသားစုကဆင်းရဲမှုပွားပဲဟုဆိုတော့ဘယ်လိုမှဖြစ်တယ်။ဆင်းရဲခြင်းလုတ်ကင်းအောင်တိုင်းနာဒေသတွေမှာတိုက်ပွဲတွေ ရက်လိုက်တော့ဆိုရင်လာလာကောင်းလားအတိတ်ကပြဿနာဘာကြောင့်ဖြစ်တယ်လဲဆိုတော့ဒီကျွန်တော်ရဲ့သိရှိချက်ကဒီကျွန်တော်မြန်မာနိုင်ငံမှာခုဒီ centralization ဆိုရဲဘိုထင်းချုပ်မှုစတဲ့ကအင်မတမအင်အားကြီးတယ်စင်ရတာပပျောက်ရေးဆိုတဲ့ဟာဒါအာဟောတီအိုရီပဲဖြစ်နေတယ်နိုင်နိုင်ငံတကာအဖွဲ့အစည်းနဲ့ဒီဘ ഹു အစိုးရဆုံးဖြတ်မှုပြည်သူတွေဘာမှမတိနားမလည်တဲ့လုပ်ငန်း process တွေဖွင့်ပြရေးလုပ်ငန်းစဉ်ကို ချတယ်တကယ့်ကိုစစ်မှန်တဲ့ဖွင့်ဖြူရဲ့အတွက်လုတ်မယ်ဆိုရင်ပြည်သူလူထုကိုချပြမအိုက်ဒေတာခန်အတီးတီးတဲ့ဒီတိုင်းနဲ့ပြည်နယ်အတီးတီးမှာညှိနှိုင်းမှလုတ်တဲ့ဒီ ceasefire agreement မှာဒါဖြစ်တာအခုရင်းဆွေးနွေးပြတလားအဲ့ငင်းချင်းကိစ္စငင်းချင်းကိစ္စကတော့ဒီဖွင့်ဖြူတုတ်တဲ့ရင်ပါငင်းချင်းချင်းအားဖြင့်ကျွန်တော်တို့ဒီအကျိုးမြတ်ကိုဘယ်လိုခွဲဝေမှာလဲပေါ့နော်ဆိုတော့အဲ့တော့ရေဘူးရပြောရင်ဒီအခုတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအားလုံးပေါင်းရင်9000နဲ့3000ကျားရှိတယ်တကယ်လို့တိုက်เสียရမလို့ဘူးဆိုရင်သူတို့အားလုံးကလုတ်သားတွေ ြစ်လာသူတို့လာစားဘယ်လိုပေးကြလဲကုံထုပ်တနတ်တွေစွမ်းအားစုတွေတနတ်သမတိုင်းတွေလက်နဲ့လက်နဲ့ laptop နဲ့လဲမယ်ဆိုတာအခုလဲနိုင်လောက်ပြီလားမမလဲနိုင်နဲ့မလဲနိုင်သေးပါဘူးဆိုတော့အဲ့တော့သူတို့ကကုံထုတ်စွမ်းအားစုဖြစ်လာလို့လို့တယ်တစ်ဖက်ကနှစ်ဖက်မှာတိုက်ခိုက်ရတဲ့ကြီးစံလက်နဲ့အတွက်ကုံနဲ့ငွေတွေက investment ဖြစ်လာလို့လို့တယ်ဆိုတော့အဲ့တော့လက်ရှိအချိန်ဒီမှာဒီလိုဖြစ်လာဖို့ဆိုတော့ထေချာမူဝါဒကတော့ရှိဖို့လိုတော့ဘူးအခုလောလောဆယ်မှာဒီစင်းရဲမွေးတွေကိုလည်းပတ်သက်ပြီးတော့လူမျိုးစုံရဲ့ချင်းမြင့်တဲ့သဘောထားမျိုးစုံကိုလည်းစုဆောင်းထားတာလေ ထုတ်ထုတ်လင်းပြသဖို့ရှိပါတယ်လုံးခဲ့တဲ့နှစ်တော်ကြာလောက်ကလေးကထူးထူးခြားခြားဘာတစ်ခုပါလာလဲဆိုတော့အလွန်ကျွန်းဆင်းရဲတာကိုယောဂတစ်ခုနေနဲ့တတ်မှတ်ဆင်းရဲရင်သေကိုသေတတ်တယ်စောစောစီးစီးသေတယ်ဆင်းရဲတာဒီတော့ဘုံဖွံ့ဖြိုးတိုးတက်မှုနေပါတာဒီနိုင်ငံအတွက်ကိုကတော့မမြင်သာဘူးယူကေကြည့်လိုက်လူတူးချင်းမှကြည့်လိုက်လို့ရှိရင်ငွေကြီး ပစ္စည်းပစ္စည်းဆင်းရဲခြင်းသည်ကြံ့နာတွေပါတပြိုင်တည်းဆင်းရဲကိုရီးယားရင်းတော့လည်းကိုကကိုပြပြမှာပေါ့နော်အဆန်မှာထုတ်ခဲ့ပြီးတော့တိုးနေပေါ့နော်20တိုးပဲပြီးပြီးတော့ရောင်းအားချအဲ့လိုခုလက်ရှိတဲ့အဲ့လိုပဲထုတ်ပြီးတော့ရောင်းနေရတာပြောင်းလဲပါဦးဒီတိုင်းပါပဲဟိုအောင်ဆိုးလာတယ်လို့ပဲတောင်းဝန်စားတော့တဲ့လူတွေပိုများလာတယ်နော်အပြင်မှာမိန်းကလေးတွေမကောင်းတာလုပ်ပြီးတော့စားတော့နေတဲ့လူအများကြီးဖြစ်နေကိုကပူရှံမှဆုလို့ရမှာလေ ဒီတိုင်းမှာရောင်းဝယ်နေတဲ့လေပတ်မှုကဒီလိုပဲစားလိုက်တောက်လိုက်နဲ့သွားနေကြတာပဲပြေလည်မှုကတော့အများနဲ့လို့ဈေးရောင်းမှပြေလည်မှာလေရှင်တော့နင်းမကောင်းတော့ရှင်တော့လည်းနည်းနည်းတော်နေနင်းကောင်းဘူးနင်းမကောင်းတော့ကားတွေလည်းများတယ်လေပြီးတော့စီးမဲ့တွေလည်းတိတ်ကျွာမစီးကြတော့အဆင်မပြေကြတော့စင်းရမွေးတင်မှုရှော့ချနေပါတယ်စင်းရမွေးတင်မှုရှော့ချရရလဲရာခိုင်နှုန်းဘလောက်60ရာခိုင်နှုန်းပေါ့နော်အောင်မြင်နေပါတယ်ပြောတော်ညာလည်းပဲပြည်သူတွေရဲ့လက်တွေ့ဘဝမှာတော့အမအမတို့မြင်ရတဲ့လက်တွေ့ဘဝမှာတော့ဖြစ်ဘလို့မကိုဒီ ရှော့ချတယ်အောင်မြင်လာတယ်ဆိုရဲ့ဂျာကန်တော့မတွေ့ရဘူးဒီအလုပ်သမားတယောက်က helper တယောက်ကပေါ့နော်အထယ်ချုပ်မှာဆိုရင်လေ helper တယောက်ကသူက600ပဲရတယ်600ဆိုတဲ့အခါကျတော့သူ OT တွေပါ ਈ OT စင်တာတွေပါ ਈ အပြီးမှာပေါ့နော်အချိန်မိုစင်တာတွေပါ ਈ အပြီးမှာသူ့ရဲ့တလာလုံးစာဝင်လို့ရ4000နဲ့8000နဲ့900